WD online media ကိုကြည့်ရှုအားပေးနေကြပရိသတ်များရှင်မဟာပဌံပူဇော်ပွဲကျင်းပရတဲ့တွင်ကိုတင်ဆက်ပြီးမှာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်လိပ်ပုတ်ကြီးရွာအုပ်စုတောရွာကြီးကြီးရွာမှာမဟာပဌံပူဇော်ပွဲကျင်းပခဲ့ပါတယ်မဟာပဌံပူဇော်ပွဲကိုကောဇာတက်ဂရီ1386ခုတကူးလာဇန်နှစ်ရက်ခရစ်နှစ်2025ခုနှစ်မတ်လ30ရက်နေ့မှာ1386ခုတကူးလာဇန်10ရက် ခရစ်နှစ်2025ခုနှစ်ဧပြီလ9ရက်နေ့အထိ9ရက်ကြာရွတ်ဖတ်ပူဇော်ခဲ့တာဖြစ်ပါတယ်။ပဋ္ဌာန်းသင်းအဝဲကိုဧပြီလ9ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပြီးဧပြီ6ရက်မှာတော့ရေးဆက်ချတရားတော်နာခဲ့တယ်လို့သိရပါတယ်။အဆိုပါမဟာပဋ္ဌာန်းပူဇော်ပွဲကိုအလှူဒါယကဥကျုပ်ဦးအလှူဒါယကမှဒေါနီနီခိုင်တို့ကမြေးဖြစ်သူမတ်ထအင်ဒရာဝိုင်း၁၂နှစ်ပြည့်မွေးနေ့အလှူတော်ဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။ပဋ္ဌာန်းပူဇော်ပူဇော်တာကျွန်တော်တို့ဒီပေါ့ဒီ 3လပိုင်း3လပိုင်း30ရက်အဲ့နေရာစပူဇော်ပြီးတော့ကျွန်တော်တို့ပဋ္ဌာန်းသိမ်းအောင်ပွဲတော့9ရက်9ရက်6လပေါ့6လပိုင်း9ရက်နေ့ပဋ္ဌာန်းသိမ်းအောင်ပွဲကအလို9ရက်တန်နေပေါ့9ရက်တန်နေဒါဆိုရင်ကျွန်တော်တို့ခုနေပေါ့ပဋ္ဌာန်းကတော့တတိယနှစ်ပေါ့တုံး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 ချိန်မြောက်တုံးချိန်မြောက်ပေါ့ဒီနေ့ကတော့ဒါဟိုပဋ္ဌာန်းကလည်းကျွန်တော်တို့ကဒီပူဇော်ရဲဆိုတာဟာဒီသမီးလေးဒီသမီးကိုသူ့ရဲ့စနေနေ့မြောက်မွေးနေ့ကိုအထိမ့်မဲ့ပေါ့မွေးနေ့အထိမ့်မဲ့ဖြစ် ပထမ်းပူဇော်ပွဲနဲ့ပါသာရေးပွဲလုပ်ပေးတာပေါ့ဒီပြေကျွန်တော်တို့ကဒီသူတို့သူခေဘော်ဒီပါဘာမှမလုပ်ခွဲနဲ့ပါသာရေးပွဲတက်တက်ပေါ့အလူတန်းလေးတစ်ခုလုပ်ပေးတာစနေပြည့်လေးကိုပထမ်းပူဇော်ဆိုတာကျွန်တော်တို့ကဒါဗုဒ္ဓရဲ့တရားတော်မှာလဲဒါမွန်မြပထမ်းကျမ်းဆိုတာအမွန်မြဆုံးပဲလေမွန်မြဆုံးကျမ်းတော်ကြီးပဲဒီကျမ်းတော်ကြီးอ่ะဒါမှမဟုတ်လေကျွန်တော်တို့ကျွန်တော်တို့ယွာဒီမှာခေစစ်ကဖုံးကြောင်းပါတော့၃ရက်ပထမ်း၅ရက်ပထမ်း၇ရက်ပထမ်းနေပူဇော်ပါတယ်ကိုတော့ကျွန်တော်ငယ်တော့အခုနောက်ပိုင်းတော့လူရဲစောင်းနေ စီးပွားရေးစုံစုံကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့လို9ရက်မပူဇော်နဲ့ရတော့ဘူး3ရက်5ရက်အများဆုံးပေါ့ဒါပေမဲ့ရဲရုံမှာကျွန်တော်ပုတ်ပြီးကတော့လုပ်တယ်ဆိုတော့တိတ်မရှိပါဘူးအိတ်မရှိဘူးဟိုဒါကျွန်တော်တို့ပုတ်ပြီးကမှတော့ဒါကျွန်တော်တို့စလုပ်လိုက်တာပါပဲဟိုပုတ်ခဲ့တဲ့နှစ်ကဆိုရင်ပုတ်ခဲ့တဲ့3နှစ်မြောက်ကဆိုရင်ဒါကျွန်တော်9ရက်ပထမပေါ့9ရက်မြောက်ပြန်9ရက်5ရက်အဲဒုတိယနှစ်မှာမနစ်ကပေါ့ဒုတိယနှစ်မှာဆိုရင်9ရက်ပထမဒါဒီနှစ်ဆိုတော့ကျွန်တော်9ရက်ပထမပေါ့ဒါတက်တက်ကိုကပထမကျန်တော့ကိုကပူဇော်တဲ့တဘောပေါ့နော်ဖရာပထမကျန်တော့ယူ ဟိုကိုနိုင်ကတော့မလုံနိုင်တဲ့အတွက်ရဟန်းတန်ခါတွေပင့်ပြီးတော့ရဟန်းတန်ခါတွေကျွန်တော်တို့ပစ္စည်း၄ပါးထောက်ပံ့ပြီးတော့ရဟန်းတန်ခါပင့်ပူဇော်ပေးရတာပေါ့ကျွန်တော်တို့ကဒီပဋ္ဌာန်းဟိုတော်ကကျတဲ့ပုဒ်ပေါ့ကျွန်တော်ဒါမနေ့က9ရက်နေပေါ့လေးလပိုင်း9နေဆိုရင်ဒါပဋ္ဌာန်း9ရက်မြောက်နေ့မှာဒါပဋ္ဌာန်းတရားနာရည်စဲချကျွန်တော်တိလို့သွားပြီးတော့ဒီနေ့ကျတော့ကျွန်တော်တို့ကဒီခလေးရဲ့မွေးနေ့တရားနာရည်စဲချပေါ့ခလေးလေးရဲ့စနေနေ့ပြည့်အတွက်အထိမ်းမှတ်နဲ့ဘာသာရေးဥပဲလုပ်ပေးတာခုနကလိုပေါ့သူများတို့ကျွန်တော်တို့အဲ့ဒီဒီ ဒီနိုင်ငံခြားဆန်တာကိမ့်မှုခွဲတာတို့ပါတို့အဲ့ဒါမျိုးကျွန်တော်တော်တော်မလုပ်ဝါသနာဟောင်းပေါ့လုံးမလုပ်တော့ပြောတာကျွန်တော်မိတာဆရာကတော်ဝဲရောပဲလေတာဝန်တော့ပေါ့ဒီနေ့ကျတော့ तू မွေးနေ့မှာကျွန်တော်တို့ကဒါညတိုင်းပေါ့ तू အဲ့ဒီမွေးနေ့ပွဲတွေတုံတိုင်းတုံတိုင်း तू ကဒီအမကလူဂျိုစတင်နေရမူဂျိုစတင်နေရဒီနေ့ဆရာမငါးနေ့ဒီလို तू ဆရာဆရာမဆရာမအဲ့တော့15ရောက်ရှိသွားပြီအဲ့15ရောက်လို့ကျွန်တော်တို့ကဒီကျွန်တော်တို့အလူမတ်တက်မှာပဲခလေးမွေးနေ့အလူမတ်တက်မှာဖိတ်တယ်ဖိတ်ပြီးတော့သူတို့ဒါဆရာတွေကတော့တယ်ဆရာတွေကတော့အဲ့လိုပေါ့ तू မွေးနေ့အထိမ်မှတ်ပြည့် ီဘာသာရေးကိုလုပ်တယ်ဆရာဆရာမကတော့ဒီပါအဓိကထားလို့တာဒါပဲပြီးတော့လာတဲ့လူပြည်သက်ကိုဒါကျွန်တော်တို့အကျိုးမွေးတဲ့အခန့်ပေးတယ်လာပြည်သက်ကျိုးမွေးတဲ့အခန့်ဆိုတာတော့ကျွန်တော်တို့ကဒီကျွန်တော်29ရက်နေ့တွန်လိုင်းနေ့ရက်စာမနေ့ထိုးတာဟုတ်အဲ့နေ့ကနေပေါ့ဒါဒီနေ့ထိဒါနေ့တိုင်းအယိုးလက်မြန်မြွေးဆရာချမ်းသာမြွေးအကုန်လုံးမိသူမဆိုးအဲ့လိုကျိုးမွေးအခန့်လာဝန်တန်လည်းအဲ့လို9ရက်9ရက်လေးလူတန်းရတော့လေမြန်မွေးရတော့ဝန်တာပါတယ်မှာ အလိုပဲနှစ်တည်းမဲ့လူကျင်တာပေါ့နော်နှစ်တည်းမဲ့လူနေမှာဒီပဲကိုဆူတောင်းပါလေအလိုပဲဒီတမကလေထပ်ထပ်ထပ်ပြီးတော့လူစင်းကျင်တာပေါ့အဲ့လိုမျိုးပဲမဟာပဌံရုပ်ဘတ်ပူဇော်ပွဲကျင်းပတဲ့အပြင်စတုတ္ထိတာအလူအဖြစ်အပရိသတ်များကိုတံပေါက်ထမင်းများ ရေခဲမှုများကျွေးမွေးပြီးလူခဏရာကိုလည်းဆံများဝင်းငါကကုတူပြုခဲ့တယ်လို့သိရှိရပါတယ်ရှင်